ာဏာသိမ်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဟန်တားနိုင်ဖို့ခက်ခဲတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားတာပါရှင်။အာဏာသိမ်းစစ်တပ်ကဒီနှစ်ကုန်မှာကျင်းပဖို့ဆောင်ရွက်နေတဲ့ရွေးကောက်ပွဲကိုတော်လိုင်းအင်အားစုတွေဘက်ကဟန်တားနိုင်ဖို့ခက်ခဲပေမဲ့အဲ့ဒီရွေးကောက်ပွဲကပေါ်ပေါက်လာတဲ့အစိုးရကိုမြန်မာနိုင်ငံကိုကူစားပြုတဲ့အစိုးရအဖြစ်နိုင်ငံတကာကလက်မခံအောင်မဟာဗျူဟာကြကြအခုထပ်ပုံမှုဆောင်ရွက်ဖို့လိုတယ်လို့ ုံးလိုက်အင်အားစုတွေကပြောပါတယ်အနာသိန်းစစ်တပ်ဟာသူတို့တွေထိန်းချုပ်ထားတဲ့မြို့တွေမှာရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမှာဖြစ်ပြီး၂008ဖွဲ့စည်းပုံအခြေခံဥပဒေအရလွတ်တော်အထားမြောက်နိုင်တဲ့ကိုယ်စလဲအချိုးစားရအောင်မဲဆန္ဒနယ်မြေတွေကိုတတ်မှတ်ထားတာကြောင့်အဲ့ဒီရွေးကောက်ပွဲကိုဟန်တားနိုင်ဖို့ခက်ခဲတာဖြစ်တယ်လို့ KNY မျိုးသားတုတ်တရေးပါတီ KNPP ရဲ့ထွေထွေတွင်မှုကပြောဆိုပါတယ်အားလုံးကသိကြတဲ့အတိုင်းပဲလေ ဒီသူလုံးမရေးောက်ပွဲကိုတော့ကျွန်တော်တို့ကတားဆီးဖို့ဆိုတော့ဒါကတော့တော်တော်လေးခက်လိမ့်မယ်အဲအဓိကကတော့နိုင်ငံတကာကနေမှသူ့ကိုအတိမမပြုဘူးဟာပုံမှန်အရေးကြီးတယ်ကျွန်တော်ကနားလဲဘာကြောင့်လဲဆိုလို့ရှိရင်သူကဗိုင်းတွေတွက်ပြီးတော့မှဒီမဲဆန်မဲခဲမဲဥည်တွေကိုလည်းသူကအတိအကျသူကလောက်ထားပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒီရေးောက်ပွဲမှာပြင်းမြောက်ရေးကတော့အာနည်းနည်းတော့ခက်တယ်ပေါ့နော်အဲ့ဒါလေးပါ ကျန်တဲ့ကျွန်တော်တို့ကတော့ terrorist အနေနဲ့တော့ကျွန်တော်မဖြစ်စေချင်ဘူးလေနော်ဟုတ်ကဲ့ဆရာနိုင်ငံရေးနည်းရနိုင်ငံရေးနည်းတော့လောက်ရမှာဖြစ်တယ်အဲ့ဒီအချက်ကိုမြို့ပြတော်လှန်ရေးတပ်ဦးတာဝန်ခံကိုထက်ကထောက်ခံတယ်လို့အာနာသိစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအထားမြောက်အောင်ဆောင်ရွက်ပေးတဲ့အဓိကတရခံတွေကရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ကြတဲ့နိုင်ငံရေးပါတီတွေနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းနေဖြစ်တယ်လို့ပြောပါတယ်။တော်လှန်ရေးအင်အားစုတွေအနေနဲ့ အာနာသိန်းစစ်ကောင်စီဘက်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဟန်သားနိုင်ဖို့မဲယုံတွေကိုဖောက်ခွဲဖျက်ဆီးတာကအဖြစ်မဟုတ်ပဲစစ်ကောင်စီဘက်ကထောင်နဲ့ထောင်ချောက်ထဲကိုရောက်ပြီးနိုင်ငံတကာကတော်လှန်ရေးအင်အားစုတွေအပေါ်မြင်နေတဲ့အမြင်တွေပြောင်းလဲသွားစေနိုင်တဲ့ကိစ္စရပ်တွေကိုလည်းတတိထားရှောင်ရှားလုပ်ကင်ကြဖို့လိုတယ်လို့ဆိုပါတယ်ဝင်ပြိုင်တဲ့ပါတီတွေမှာလည်းအမှားရှိတယ်ဒါတိုင်းဒီဝင်ပြိုင်တဲ့ပါတီတွေကဒီရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ ီပါတီတွေဟာမြန်မာနိုင်ငံကိုရောင်းစားတဲ့တကယ့်သမိုင်းကြီးခံနေတာရင်းဖြစ်တယ်။ဒါကမြန်မာနိုင်ငံကိုရောင်းစားတဲ့တကယ့်သမိုင်းကြီးခံနေဖြစ်တယ်။နောက်မျိုးဆက်ကိုမကြည့်တဲ့နောက်မျိုးဆက်ကိုချနှင်းပြီးတော့သူတို့လူချင်းနဲ့အာဏာရဖို့သူတို့အတ္တတွေနဲ့ဒီလူငယ်တွေဘဝတွေကိုရောင်းစားနေတဲ့သမိုင်းကြီးခံဖြစ်တယ်။ဒီကောင်တွေယူကောက်ပွဲကိုဟန်တာနောက်နောက်ဆက်ဖို့ဆိုတာထက်ဆိုင်ကျွန်တော်မပါလုံနိုင်မယ်လို့အတိအမှန်မပြုတ်ဖို့ပဲဒီနီးလန်းနဲ့ပဲတော့ရမယ်ထင်တယ်လောလောဆယ်ရတော့ ော်ဒီရွေးကောက်ပွဲကိုဟန်တန်းနှောက်ရှက်နိုင်မယ့်အဖြစ်ဆိုတော့ရှာကြံအောင်မယ့်အနေထားပါဟန်တားဖို့ဆိုတော့ကျွန်တော်တို့ဘက်ကတော့ခက်ခဲပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကလက်နက်ကင်ထားတဲ့လူတွေဖြစ်တဲ့အတွက်ဒီဟာကကျွန်တော်တို့ ਨੇ တက်ဆိုင်ကောင်းတက်ဆိုင်လိမ့်မယ်ကျွန်တော်တို့ကအရှင်ယူလို့မရတဲ့အနေထားမှာရှိနေတဲ့အနေထားပါအနာဒိစကောင်စီရဲ့ရွေးကောက်ပွဲကိုစန့်ကျင်တော်လှန်နေကြတဲ့တိုင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေတော်လှန်ရေးအင်အားစုတွေဘက်ကတော့အနာဒိစကောင်စီရဲ့ရွေးကောက်ပွဲကို သူတို့တွေထိန်းချုပ်ထားတဲ့နေမျိုးတွေမှာကျင်ပါခွင့်ပြုမှာမဟုတ်ပဲအဲ့ဒီရွေးကောက်ပွဲကိုဖော်ဆောင်နေတဲ့သူတွေကိုပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားကြပါတယ်လက်ရှိမှာမြို့သားညညရေးအစိုးရပါဝင်တော်လိုင်းအင်အားစုတွေဟာအနာသိစကောင်စီရဲ့ရွေးကောက်ပွဲကိုဟန်တားနိုင်မဲ့နီလန်းတွေကိုပူပေါင်းရှာဖွေမှုတွေလှုပ်ဆောင်နေတယ်လို့ဓနုပြည်သူ့လူမျိုးရေးတပ်ဦးပြန်ကြားရေးတာဝန်ခံကပြောပါတယ်အနာသိစကောင်စီရဲ့လုံမဲ့ရွေးကောက်ပွဲ အဲဟိုကျွန်တော်တို့တော်လိုင်းရာစုနေတော့အလုံးစုံကတော့ hunter နေမှာမဟုတ်ဘူးလို့ဒါကျွန်တော်အမြင်အဲကျွန်တော်အမြင်ကတော့ဘယ်လိုရှိရဲ့ဗျာအာစီကွန်စီယူကပွဲအဲအလွန်ကာလကိုလည်းကျွန်တော်တို့ကကြူပြီးတော့စဉ်းစားထားဖို့လိုတာပေါ့လေနော်အာစီကွန်စီယူကဝယ်ဖြစ်ချင်းမဖြစ်ချင်းကိုအတ္တိကဆိုစီကွန်စီယူကဝယ်ဖြစ်ခဲ့ရင်တော့ဆိုတဲ့အားမျိုးကျွန်တော်တို့အများကြီးစဉ်းစားဖို့လိုတယ်တကယ်လို့ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့တော်လိုင်းအေးအားစုဦးအနေနဲ့ကလည်းအများကြီးအခက်ခဲနေအဟန္တာတွေနောက်တစ်ခုကဒီထက် အပေါ်ပြီးတော့ခီအားအနေနဲ့အများကြီးရင်ဆိုင်ရနိုင်တယ်လို့ကျွန်တော်တို့အလိုမျိုးမြင်တယ်ဗျာအာနာဒိစတက်ကလုံးမဲ့ရွေးကောက်ပွဲကိုတပိတ်မောက်စန့်ကျင်ရေးကာလအဖြစ်အော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ31ရက်နေ့အထိတက်မှတ်ကြောင်းတော်လိုင်းအင်အားစုတွေကထုတ်ပြန်ပါတယ်စစ်တပ်အာနာသိန်းချိန်ကနေယနေ့အထိအကြမ်းဖက်မှုတွေအပြင်အကျင့်ပြတ်ခြားစားမှုအမျိုးမျိုးနဲ့နိုင်ငံရဲ့အရင်းအမြစ်တွေကိုပျက်စီးဆုံးရှုံးခဲ့တာကြောင့်ရလက်အနေနဲ့လူကြီး12တန်းကျော်ဟာ လက်မုံမှုတွေနဲ့ကြုံတွေ့နေရပြီးနေ့စဉ်အကြမ်းဖက်မှုတွေနဲ့မလုံခြုံမှုတွေပြင်းထန်နေတဲ့တိုင်းပြည်တစ်ခုဖြစ်နေတဲ့အချိန်မှာစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့လူတွေလူတွေဆိုပါတယ်အဲ့ဒီအပြင်နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့အာဏာသိမ်းစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကို မထောက်ခံဖို့လူတွေလူတွေတော်လည်းအင်အားစုတွေဘက်ကတောင်းဆိုထားတယ်လို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်ကလည်း မြန်မာပြည်သူလူထုရဲ့ဆန္ဒအမှန်ကို လေးစားအသိမှတ်ပြုဖို့နဲ့အနာသိစစ်တပ်ကကျင်းပမဲ့တရားမဝင်ရွေးကောက်ပွဲကိုအသိအမှတ်မပြုဖို့တိုက်တွန်းတောင်းဆိုထားပါတယ်။အနာသိစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာအနေနဲ့အသိအမှတ်ပြုခြင်းမပြုခြင်းဆိုတာထက်လက်ရှိမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့နိုင်ငံရေးအခြေအနေအရပြည်သူလူထုအနေနဲ့ကိုယ်သဘောဆန္ဒကိုပြောဆိုနိုင်တဲ့အခြေအနေမှာမရှိတာကြောင့်အဲ့ဒါကိုဆောင်ရွက်နိုင်ဖို့ လွတ်တော်လမ်းကြောင်းကနေဖော်ဆောင်ဖို့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်တိုင်းတာဖြစ်တယ်လို့မွန်ညွညွရေးပါတီပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်ဒီနိုင်ငံကတိမှပြူတာမပြူတာကတော့ကျွန်တော်တို့တပိုင်းပေါ့နော်ဒီဒီပြည်နိုင်ငံရေးပါတီသူနေနဲ့ရွေးကောက်ပွဲဖြစ်လို့ရှိရင်ကျွန်တော်တို့ရွေးကောက်ပွဲတော့ဟိုကျွန်တော်တို့ဝင်ရမှာပဲဒါရွေးကောက်ပွဲကိုကျွန်တော်တို့ဖြတ်တန်းရမှာပဲလေဒါမှကျွန်တော်တို့ဒီဒီလေးနဲ့ ဟိုတိတိဆက်ဆံမှုရမယ်လိုအပ်ချက်တွေကျွန်တော်ဖြည့်ဆည်းပေးနိုင်မယ်ကျွန်တော်တို့ပြောလို့ရမယ်ဒါတော့ဟိုကျွန်တော်တို့ရဲ့ပါတီရဲ့ဒီဒီဒီကဥပဒေချက်ပေါ့နော်ဒီလူတွေရဲ့အကျိုးစီးပွားကိုအခြေခံပြီးတော့ကျွန်တော်တို့ဟိုဟိုစီရအောင်ရမှာပေါ့နော်အနာဒိန်းစကောင်စီကဒီသမားလ28ရက်နေ့မှာရွေးကောက်ပွဲပထမပိုင်းကိုမြို့နယ်တရား2မြို့နယ်မှာကျင်းပမှာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲကိုပါတီပေါင်း58ပါတီက ကိုစလေ9000ကျော်ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။နောက်နှစ်ဇန်နဝါရီလ17ရက်နေ့မှာတော့ရွေးကောက်ပွဲဒုတိယပိုင်းကိုမြို့နယ်တရားမှာထပ်မံကျင်းပသွားမယ်လို့အနာသိစကောက်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။